နေပြည်တော်ပြင်မနာမြို့ရှိရောင်နီဦးရွှေဆိုင်ဓမြတိုက်ခံရပြီးရက်ကွက်ကဝိုင်းမွန်ဖမ်းဆီးတာကြောင့်နှစ်ဦးဖမ်းမိမင်္ဂလာပါပရိသတ်ကြီးရှင်နေပြည်တော်ကောက်စီနယ်မြေပြင်မနာမြို့အချင်းစုရက်ကွက်ဘူတောက်ထိန်လမ်းမပေါ်ရှိရောင်နီဦးရွှေဆိုင်ကိုနိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းကဓမြတိုက်ခံခဲ့ရပြီးဓမြတိုက်သူတွေကနှစ်ဦးကို ရက်ကွက်နေသူတွေကဖမ်းမိခဲ့တယ်လို့မြို့ကန်တွေစီမှသိရှိရပါတယ် နေ့ကမနက်9:00နာရီခွဲခန်းကရောင်နီဦးရွှေဆိုင်မှာဆိုင်ရှင်မျိုးသမီးတယောက်တည်းရှိနေချိန်မတ်စတာထားသူ3ယောက်ကဆိုင်ကနေရောက်လာခဲ့ပြီးဆိုင်ရှင်မျိုးသမီးကိုတနက်နေ့ချိန်ကရွှေတဲ့ပစ္စည်းတချို့လူယူသွားခဲ့တာဖြစ်တယ်လို့မြို့ကန်တယောက်ရဲ့ပြောပြချက်အရသိရှိရပါတယ်ဆိုင်ဖွင့်ချိန်လူ၃ယောက်ဆိုင်ကနေရောက်လာပြီးဆိုင်ရှင်ကိုတနက်နေ့ချိန်ပြီးဝင်လူတာပါရွှေဘလောက်ပါသွားလဲတော့မသိဘူး လူတဲ့သူ၃ယောက်ထဲက၂ယောက်ကိုကြောင်ညီနောင်ဘက်မှာရက်ွက်နေပြည်သူတွေကဖမ်းမိသွားတယ်ဟုဆိုကမျက်မြင်တွေ့ရှိသူတအူးကပြောပြထားပါတယ်။တပြားတိုက်လူရက်ခံရပြီးတဲ့နောက်ဆိုင်ရှင်အမျိုးသမီးကအော်ဟစ်အကူအညီတောင်းတဲ့အတွက်ရက်ွက်နေသူတွေကလိုက်လံဖမ်းဆီးရာကြောင်ညီနောင်ရက်ွက်မှာအမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ကိုဖမ်းမိခဲ့တယ်လို့အုတ်ချုပ်ရင်းနဲ့နှိဆက်သူတအူးကပြောပါတယ်။ဆိုင်ရှယ်မျိုးသမီးအော်တော့ရက်ွက်ထဲကလူတွေအကုန်ဝိုင်းလိုက်တာကြော်ညီနောင်ရှီလန်းမှာနှစ်ယောက်မိသွားတယ် တနတ်တော်ပါတဲ့အတူကြီးဆိုတော့ပြစ်လို့မရဘူးအဲ့ဒါကြောင့်ဖမ်းမိတာရက်ကွက်ကမိမရဲတွေရောစစ်တပ်ရောရောက်လာကြတာလို့ရက်ကွက်နေပြည်သူတအူးကပြောပါတယ်လက်တလုံးမှာတော့ဖမ်းဆီးရမိသူနှစ်ဦးကို ပြမနာမျိုးမရဲစခန်းကစစ်ဆီးနေတယ်လို့လည်းသိရပါတယ် ရခုနောက်ပိုင်းနေပြည်တော်ကောင်စီနယ်မြေပြင်မနာမျိုးနဲ့ဥတ္တရသီရီပုပ္ပသီရီနဲ့ဇေယသီရီမျိုးနယ်တွေမှာအမြဲတစေခိုးမှုနဲ့လူရဲတပ်ဖြတ်မှုတွေအမျိုးမျိုးကြုံတွေ့နေရတယ်လို့လည်းမျိုးကန်တွေရဲ့ပြောပြချက်အရသိရှိရပါတယ်။